ဟယ်လိုအားလုံးပဲမိလာပါရှင်ဒီနေ့တော့မူငင်းစောထုတ်ပြပြီးတော့မှဖြစ်ပါတယ်မူငင်းစောအတွက်ပေါ့နော်စေးပြတ်မူငင်းကိုအိုးလေးတစ်ခုထဲမှာထည့်လိုက်မယ်ပြီးကိုစားချင်တဲ့အသားပေါ့နော်ခြိုက်တဲ့အသားထည့်မယ်ပြီးရင်ရေကိုလိုအပ်သလောက်ပေါ့နော်ကုဖြည့်ပေးလိုက်မယ်ရေများလည်းပါဖြစ်ဘူးပြီးရင်ရောင်တင်မုံစားချုံမုံထည့်မယ်ပြီးရင်စီလေးနည်းနည်းထည့်မယ်မြင်းများထည့်လိုက်ရပါပန်းဖြစ်ပါအောင်နော်ပြီးရင်ဟိုမကြီးမဲ့လေးပေါ့နော်ထည့်လိုက်ပါမယ်အဲ့ဒါပြီးလို့ရှင်တော့ ိုးပိတ်ပြီးတော့မျိုးပေါ်တင်လို့ရပါပြီဒီနေရာမှာလေတယောက်နဲ့တယောက်ချက်နေရမတူဘူးเนาะပြောနာကူသူအချိုချက်မယ်ဆိုလို့ရှင်ထညက်ခေလေးထိလိုက်ရပါတော့เนาะအချိုလည်းကြိုက်ပါတယ်ကွာနေစံတော့အချင်းလေးစားချင်လို့အချင်းလေးချက်တာဖြစ်ပါတယ်ခင်းချင်းကြီးတွေထိလို့ရတယ်ဒါပေမဲ့နေစံအခုလို့စပါမမထိဘူးခုနေစံချက်တဲ့အတိုင်းပဲချက်လိုက်ပါမယ်ဒါလည်းစားလို့ကောင်းပါတယ်ပေါ့เนาะကေအိုးလေးတည်ထားပြီးလို့ရှိရင်တော့စောင့်နေရမယ်ပေါ့နော်ဒီကေလုံးအိုးနည်းနည်းကြိုင်မှပွက်လာပြီပေါ့နော် အာဖြစ်လာပြီဆိုလို့ရှိရင်အိုးလေးကိုချပြီးတော့မွေးပါမယ်။အိုးချမွေးလဲရရပေါ့နော်။နန်းဆန်ရှူရှူရဲ့အိုးနဲ့ဆိုတော့ကတော့အစင်ပြောင်းချလိုက်တာပါ။မတွေ့ရမလား။တချို့ကဆိုမနေရတည်ဘူး။ကွာတီချလေးပြန်နေလိုက်တယ်။နေမွေးပြီးလို့ရှိရင်အိုးလေးလည်းပြန်တင်လိုက်တယ်။အသားကြက်ကြက်ပြန်ကြည့်ရမူရင်းလေးတွေပေါ့နော်။သူ့အနေထားလေးကိုကြည့်ပြီးလို့ရှိရင်ကွာအရသာပေါ့နော်။ဟိုဟာ ဟိုလိုအပ်တာလေးကိုပေါ့နော်အပေါ်အငယ်မြည်ပြီးရခါမှကျွန်တော်ဖြည့်ဖြည့်ပြီးလို့ရှိရင်ထပ်သေးတာပဲပေါ့နော်ဒီမုံညင်းစောရလေးကြာကြာနဲ့လေးနူးလေးအေးလေးပူပြီးတော့အစားလို့ကောင်းလေးဖြစ်တာကြောင့်မို့ဒီမှာတော့ကြာကြာချစ်တာဖြစ်ပါလေကဲဒီလိုမျိုးလေးနူးမှချက်လိုက်ပြီးချင်းကန်လေးထဲမှာထည့်ပြီးတော့ကျွန်တော်ဒီနေ့မုံညင်းစောနဲ့ပဲစားတော့ပါမယ်ရှင်ကဲမုံညင်းစောတမျိုးနဲ့လေးစားဖြစ်သွားပြီပေါ့နော်อืมတဲ့တော့ ตาရဲ့အစီရောကိုထည့်ရတဲ့အစီရောနဲ့လန့်နေတာပေါ့နော်အစီရဲ့တော့ဒါပေမဲ့အရန်ကြိုက်ပါတယ်မူနေစွာတဲ့မျိုးလို့ချက်ထားတယ်ဆိုလို့ရှိရင်တော့ကျမရဲ့ favorite ပေါ့နော်မူနေစော်လေးစားကြည့်ပါမယ်嗯大家好，你好，大家好，嗯。